ားလုံးပဲမင်္ဂလာပါမီဆု serenity နဲ့ the goddess tarot မှာမီဆုဖြစ်ပါတယ်ဒီနေ့မှာ christmas special edition အတွက်ထုတ်ထားတဲ့မီဆု serenity ရဲ့ limited edition products လေးတခုဖြစ်တဲ့ christmas bag လေးမှာဘာလေးတွေပါလဲဆိုတာလေးကိုဒီ video နဲ့မီဆုပြပေးမယ်နော်အဲ့တော့ဒီဟာက christmas bag လေးဖြစ်ပါတယ်အဲ့တော့ကိုချစ်တဲ့ခင်တဲ့သူတွေကို christmas မှာလက်ဆောင်ပေးခြင်းတဲ့သူတွေအတွက်တော်ပဲပေါ့နော် drawstring bag လေးဖြစ်ပါတယ်။ bag လေးကကြီးတဲ့အတွက်ကြောင့်မို့တခြားသောပစ္စည်းတွေအကုန်လုံးလည်းထည့်လို့ရတယ်။ဒါပေမဲ့ဒီမှာကတော့ Mizu Strategy ကနေပြီးတော့ထုတ်ထားတယ်။ဒီ package မှာ special items တွေအနေနဲ့ဘာတွေပါလဲဆိုလို့ရှိရင်ဒီကပါဝင်တာကဒီလိုမျိုး Christmas thing, wax mat, ဖျောင်းကဲလေးတွေပါဝင်တယ်။သူကရနံ့ပါတဲ့ ဒီ scented ပေါ့နော်ဖျောင်းကလေးတွေရနံ့နေရတော့မျိုးစုံ smell scent လေးတွေကဘာလေးတွေပါတာလဲဆိုလို့ရှိရင်ဒီထဲမှာမြင်တဲ့အတိုင်းပဲနော်အနီရောင်လေးတွေစိမ်းရောင်လေးတွေနောက်ခရမ်းရောင်လေးတွေအဖြူရောင်အဲနောက်ပြီးတော့လေမုန်ရောင်လေးတွေပါတယ်သူကအနံ့ကတစ်ခုနဲ့တစ်ခုကွဲပြားမှုရှိတယ်အင်းနောက်ဒီဇိုင်းလေးတွေကွဲတယ်ဒါမဲ့ဒီ bag ထဲမှာတူမီရဲ့ဒီဇိုင်းလေးရကြတော့ဒါမျိုးလေးပါတယ် အနံလေးကတကယ်ကိုမှွှေးပြန့်နေရပဲဒါက strawberry champagne နဲ့လေနော် strawberry champagne နဲ့သူကလက်အိပ်ပုံလေးတွေအနီရောင်လေးတွေအကုန်လုံးက strawberry champagne နဲ့အဲနောက်ပြီးတော့အစိမ်းလေးတွေအစိမ်းလေးတွေကြတော့နဲငယ်စိမ်းလေးမှမှသူကတချို့အယောင်လေးတွေကွဲတာရှိတယ်ဒီမှာစိမ်းလေးတွေနော်အစိမ်းလေးတွေကကြတော့သူကဟွန်း sandalwood တို့ white lily နဲ့ yuzu ဖြစ်မယ်ဟုတ်ပါအနံလေးတွေရမ်းမွေးတာပဲเนาะအမ်နောက်ပြီးတော့ဒီလိုမျိုးအယုတ်ကလေးเนาะဒါလေးကကြတော့ gucci oat gucci oat အနံလေးနံလေးရကွက်ကိုတော့ကွက်ကိုလို့ကိုလို့ကိုကြိုက်ကွက်ကိုသဘောကြအဲ့တော့ snowman ကကြတော့ coconut lime အဲ့တော့ snowman เนี่ยဒီလိုအသေးပုံလေးတွေเนาะဒါမျိုးလေးတွေအဖြူလေးတွေ ူက coconut line ဖြစ်တယ်။အဲနောက်ပြီးတော့ဒီလိုခရမ်းရောင်လေးတွေခရမ်းရောင်လေးရဲ့ design လေးတွေကတော့တအိမ်နဲ့တအိမ်မတူဘူး၊ကွဲပြားတယ်။ဒါလေးရကြတော့ lavender ရဲ့ patchouli ရဲ့နောက်ပြီးတော့ vanilla မနာမြောက်ရင်ဒီနောက်ကိုမျိုးစုအကြိုက်ဆုံးပဲ။အရောင်ကိုလည်းမျိုးစုအကြိုက်ဆုံး is my favorite color also my favorite scent lavender as well เนาะအဲ့တော့ soothing ဖြစ်ချင်တဲ့သူတွေဒါမျိုးတုံးလေးတွေကတော့တကယ်ကိုဆူးသင်းဖြစ်တဲ့ ခံစားချက်ကိုပေးရပေါ့နော်နောက်တစ်ခု fresh ဖြစ်စေတဲ့အနံ့လေး fresh နဲ့ချွတ်ချွတ်အီအီလေးရကြတော့ pina colada pina colada တည်ရမလား cocktail နံ့လေးအဲ့ဒီ cocktail နံ့ကိုကြိုက်လို့ pina colada အနံ့ပေါ့အဲ့တော့နက်နက်သီးနက်ဆန်တဲ့ဟာနော်အဲ့တော့လေမော်ရောင်လေးတွေဒီလိုဟာလေးတွေကတော့ဒီဇိုင်းလေးတွေကွဲတာမျိုးတွေရှိတယ်အဲအနီရောင်လေးတွေကတော့တော်တော်များများကဆင်တူတယ်ဒါပေမဲ့ဒီလိုအစိမ်းရောင်လေးတွေတို့အဲနောက်ပြီးတော့ အဲ့ထဲမှာပါဝင်တဲ့တခြားသောအယောင်လေးတွေကတော့ဒီဇိုင်းလေးတွေကွဲပြားမှုရှိနိုင်တယ်ဒါပေမဲ့ဒီလို bag တထုပ်ဆိုလို့ရှိရင် ဲ့လိုဖျောင်းကလေးတွေက၁၂တုံးလောက်အထိပါပါတယ်တုံးကို၃နာရီ၄နာရီထွန်းထားလိုက်လို့ရှင်ရနံမွေးပြတ်နေရပါတော့ပြီးသွားလို့ရှင်ရတော့သူကဖျောင်းနိုင်လို့မျိုးအကုန်ပျော်သွားတာမဟုတ်တဲ့အတွက်ကြောင့်မလို့အနံ့ပြဲသွားလို့ရှင်ရတော့ဒီဖျောင်းရည်လေးတွေကိုကသွန်လို့ရတယ်เนาะအဲ့တော့တုံးဆိုလို့ရှင်၃နာရီခန်းထဲမှာမွေးပြတ်နေရပါပဲเนาะအဲ့တော့မျိုးဆိုတော့ဒါလေးတွေကိုရန်သဘောကြတော့ကိုကိုတိုင်းလဲ quality ကောင်းကောင်းလေးတွေလုပ်ပြီးတော့ကိုယ့်အကူလဲအိမ်မှာသုံးပြတဲ့အားလုံးကိုလဲသုံးစီတင်လို့ special edition လေးမျိုးဆိုထုတ်ထားတာဖြစ်ပါတယ် ်နောက်ပြီးတော့ဘာတွေပါသေးလဲကြည့်မယ်နော်ဒီလို back ထဲမှာပဲ Christmas ကလေးပါတယ်အဲ့တော့တခါရဲပါတယ်ဆိုတော့တသက်ကြီး Christmas ကဝယ်စရာမလိုတော့ဘူးပေါ့နော်ဒီလို mini Christmas ကလေးပါတယ်အဲ့တော့ Christmas ကမှာစာရေးလို့ရတယ်သူကဒီလို back လေးနဲ့လာတယ်အဲ့တော့ဒီဟာကလည်းတစ်ခုနဲ့တစ်ခု design လေးတွေ꿰ပြတာမျိုးရှိတယ် size တွေကတော့ဒီလိုမျိုး mini card လေးတွေမှာမှာ design လေးတွေအမျိုးမျိုးပေါ့နော် back တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်နောက်တစ်ခုပါပါတယ်ရဲ့ကြည့်မယ်နော် ။အော်နောက်တစ်ခုကတော့ဒီမှာ Christmas theme kitchen လေးဖြစ်ပါတယ်။ဒီလို kitchen လေးကတော့ဖုန်းမှာချိန်တာပဲဖြစ်ဖြစ်เนาะ kitchen ပေါ့เนาะကိုယ့်ရဲ့ key တော့မှာချိန်တာပဲဖြစ်ဖြစ်အသုံးပြုလို့ရတယ်။ဒီလိုမျိုး gift bag လေးနဲ့လာတယ်။သူကတော့ Christmas ဒီလိုမျိုး bag မျိုးစုစီကထုတ်တဲ့ bag ထဲမှာပါဝင်တာကတော့အကုန်လုံးအတူတူပဲเนาะအဲ့တော့ဒါမျိုးတစ်ခုစီပါဝင်တယ်။ကဲပါစင်သေးလေးကြည့်မယ်နော်။ Okay. Okay. Santa Claus ကဂစ်ဘက်ကိုပဲတခုချင်းစီပေါ့။နောက်ဆုံးအနေနဲ့ကတော့ဒီလိုမျိုးချစ်စရာကောင်းတဲ့ Christmas theme racing အယုတ်ကလေးပါဝင်ပါတယ်။အဲ့တော့ဒါလေးကတော့အလှဆောင်တာလေးပေါ့နော်။အဲ့တော့ racing အယုတ်ကလေးတွေကတော့သူကအိတ်လိုက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ gift bag အနီရောင်တစ်ခုချင်းတိုင်းမှာဒီလိုမျိုးလေးတစ်ခုချင်းစီပါတော့ဒီဇိုင်းလေးတွေကွဲနိုင်တယ်ဥပမာဒီအိတ်ကလေးမှာဆိုရင်ဒီဒီဇိုင်းလေးရှိရပေါ့နော်အဲ့တော့တခြားဒီဇိုင်းလေးတွေဆိုရင်ဒါမျိုးလေးတွေဖြစ်နိုင်တယ် အဲဒါလေးတွေဖြစ်နိုင်တယ်နောက်ပြီးတော့ဒီမှာ Santa Claus ရုပ်ကလေးလည်းဖြစ်နိုင်တယ်ပုံမူဒီလိုကျယ်လေးလည်းဖြစ်နိုင်တယ်အဲနောက်ဘာရှိသေးလဲအော်နောက်ဒီလိုမျိုး Santa Claus လေးအဲ့တော့ရွေးချယ်လို့ရလားဆိုရွေးချယ်လို့တော့မရဘူး။သူကကြတော့အိတ်ထဲမှာတခါတည်းမျိုးစုတို့တွေက pack လုပ်ပြီးတော့ထည့်ပေးတာဆိုတော့လေအဲ့တော့ဒါလေးတွေကတော့ဒီ gift bag တစ်ခုထဲမှာပါတဲ့ပစ္စည်းလေးပြီးတော့ drawstring bag ဖြစ်တဲ့အတွက်ကြောင့်မလို့အဲကိုကပစ္စည်းတွေအကုန်လုံးထည့်ပြီးသွားရင်ဒီလိုမျိုး အဲ့ကလေးကိုအင်းဒီလိုမျိုးပေါ့နော်လက်ဆောင်ပေးရဲ့အဲ့ကလေးအနေနဲ့ခြီးပြီးတော့လဲပေးလို့ရပါတယ်နော်အဲ့တော့တခြားကိုကြိုက်တာတွေလည်းဖြစ်ပြီးပေးလို့ရတာပေါ့နော်အဲ့တော့ဒီနေ့ Christmas မှာကိုချစ်တဲ့ခင်တဲ့သူတွေကိုပစ္စည်းအစမ်းလေးလည်းပေးခြင်းနဲ့နောက်ပြီးတော့ Australia နိုင်ငံထုတ် quality ကောင်းကောင်း no scent ပါတာလေးလည်းပေးခြင်းနဲ့ဆိုလို့ရှိရင်တော့အခုလိုမျိုး wax mat bag လေးရတော့အားလုံးအတွက်ဆင်းတဲ့ပဲပေါ့နော်ဆန်းလဲဆန်းနေချစ်စရာလဲကောင်းနေနောက်ပြီးတော့ စမ်းပြားနဲ့ quality ကောင်းကောင်းလေးလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ခံရရှိတဲ့သူတွေလည်းပျော်ရွှင်မှုကိုအပြည့်အဝဖြစ်စေလိမ့်မယ်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်စိတ်ဝင်စားတဲ့သူတွေဝယ်ယူဖို့အတွက်ကို Mizu Serenity page မှာဆက်သွယ်ဝယ်ယူလို့ရတယ်သို့မဟုတ်ဒီ post ကအောက်မှာလည်း email တို့နောက်ပြီးတော့ Instagram account တွေအကုန်လုံးထည့်ထားပေးတယ် Mizu Serenity ရဲ့ account ကို The Goddess Tarot ကိုစုံစမ်းဝယ်ယူလို့ရပါတယ်နော်ပြီးတော့ Mizu Serenity မှာ Christmas and New Year promotion year end big sales အတွက်ကို in stock ရှိနေတဲ့ items တွေအကုန်လုံးကို35% off ပေးထားပါတယ် customer products တွေအကုန်လုံးကိုတော့15% off ပေးထားပါတယ်ဒါကြောင့်မလို့အခုချိန်ကတော့ promotion ကာလအရန်တန်တယ်เนาะအဲ့တော့ spiritual products လေးတွေကိုဈေးသက်သာဆုံးအတန်ဆုံးအခုချိန်မှာရနိုင်တဲ့အတွက်ကြောင့်မလို့ ဒီရပိုင်းမှာ order လေးကြိုတင်ပေးပါเนาะဘာလို့လဲဆိုတော့မင်းစုကမြန်မာပြည်ကိုရှေ့တစ်ပတ်မှာပို့တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုအချိန်ကပို့ကြရင်လည်းအရန်တက်တာတဲ့အချိန်မလို့စုပို့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှားရင်တော့အရန်တက်ပါတယ်เนาะ overseas ကလူတွေတော့ overseas shipping rate ရှိပါမယ် Okay အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်မင်းစုတို့နောက်ထပ် video လေးကြတော့မှပြန်လည်တွေ့မယ်เนาะအားလုံးပဲ happy christmas ပါเนาะအားလုံးပဲမကြခင် video လေးကြတော့မှမင်းစုတို့ပြန်လည်ဆုံတွေ့ကြမှာเนาะ